ာရေးဆရာနေစုတော်ရဲ့ရှေ့နေမလေးမေဆန်ရှားနဲ့ဗဒများဖြစ်သွားတဲ့သွေးဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာနဲ့တကွာသက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်အပိုင်းရှင်လေးစားအပ်ပါတော့တရားသူချင်းမင်းရှင်အခုတရားတစ်ပိုင်းကိုဆက်လက်တင်ပြလျှောက်ထားပါမယ်စွဲချက်တင်ခံရသူတွေကိုအပြစ်မရှိကြအောင်တင်ပြလျှောက်လဲသူကျွန်မအနေနဲ့အပြစ်ရှိတဲ့သူအပြစ်ကျူးလွန်တဲ့သူတရားခံအစ်မှန်ကိုလည်းဖော်ထုတ်တင်ပြဖို့ရှိတယ်လို့ တင်ပြလိုပါတယ်။မှန်ပါတယ်။ကျွန်မအခုတရားခံအစ်စ်ကို ပြပါမယ်။တရားခွင်တွင်လှုပ်ရှားသွားပြန်၏။ဝေဖန်စကားသံတွင်ဖြင့်တခဏညံစည်းလာပြီးနောက်ပြန်ညင်သွားသည်။ဤပိုင်းကို ရှင်းလင်းပြပြင်းစွာတင်ပြနိုင်ဖို့ပြန်ကောတတ်သည်နှူးကိုလည်းခေါ်ထားပါတယ်။တရားသူကြီးမင်းရှိမှမှာလဲနောက်ဆက်တွဲတတ်သည်ကံများဖြစ်နေနောက်ဆက်တွဲတတ်သည်ကံကကြီးနောက်ဆက်တွဲတတ်သည်ကံခခွေနောက်ဆက်တွဲတတ်သည်ကံကငယ်နောက်ဆက်တွဲတတ်သည်ကံကကြီး နောက်ဆက်တွဲတက်တီကန်ငှနဲ့နောက်ဆက်တွဲတက်တီကန်စလုံးတို့ကိုတင်ပြထားပါတယ်။ပထမဆုံးပြန်ခေါ်တက်တီအနေနဲ့အမှုစေရာရှိရဲအုပ်ဝင်းမောင်ကျွန်းကိုကျွန်မအနေငယ်မေးမြန်းလိုပါတယ်ရှင်။ခွင့်ပြုပါ။ရဲဝင်းမောင်ထွန်းထိုင်ရမထကရှိသူထွက်လာသည်။အမှုစေရာရှိမင်းရှင်။အခုတရားသူကြီးရှင်ပါမှာတင်ပြထားတဲ့တက်တီကန်ပစ္စည်းတွေဟာအချင်းဖြစ်တဲ့နေရာကထက်မှန်ရရှိလာခဲ့တာဟုတ်ပါသလားရှင်။ဟုတ်ပါတယ်။အချင်းဖြစ်တဲ့နေရာက ဥလူလာရဲ့အေကန်းနေအိမ်နဲ့ခြံဝင်းတွေတဲကပြည့်စည်တွေဖြစ်ပါတယ်အဲ့ဒါတွေကနောက်ဆက်တွဲသက်ဒီကန်ကကြီးဒီပြခဲတဲ့တချောင်းနောက်ဆက်တွဲသက်ဒီကန်ခခွေဒါနောက်ဆက်တွဲသက်ဒီကန်ခငယ်ဥလူလာအေကန်းတွေကခန်းစီနဲ့နောက်ဆက်တွဲသက်ဒီကန်ကကြီးဥလူလာအိမ်ခန်းတကားတော့မှတွေ့ရတဲ့သွေးစက်နဲ့အိမ်ခန်းချမ်းမြေမောကသွေးစက်တွေကိုချိယူထားတဲ့အမောက်များဖြစ်ပါတယ်နောက်ဆက်တွဲသက်ဒီကန်ငါကတော့တယ်လူပြသက်ဒီလေးစီကတင်စီထားတာပါ နောက်ဆက်တွဲတက်သေးကန်းစလုံးကတော့အချင်းပြေရနေရကတိမ့်လာခဲ့တဲ့ခြေသေးပါအဲ့ဒီတက်သေးကန်းကကြီးဖြစ်တဲ့နိပြခဲရန်တက်သေးကန်းခခွေးဖြစ်တဲ့ဓာဘော်ကလက်ပွေရာတွေကိုစစ်ဆေးပြီးပါပြီလားစစ်ဆေးပြီးပါပြီအဲ့ဒီတက်သေးကန်းပစ္စည်းတွေကိုအင်းစိန်စီရီမှုကင်းနဲ့သိပ်ပန်စစ်ဆေးရေးဌာနကို ပို့ပြီးစစ်ဆေးထားပါတယ်ရရှိတဲ့အဖြေကိုပါပူတွဲတင်ပြထားပါတယ်တက်သေးကန်ကငယ်ဖြစ်တင်ပြထားတဲ့အချင်းဖြစ်ဥလူလာရဲ့ဧကန်းက သွေးစွနေတဲ့ခန်းစီရဲ့တက်တေကန်ကကြီးဖြစ်တဲ့ဥလူလာအိတ်ခန်းမှာတွေ့ရတဲ့သွေးဆက် တွေကိုရောဆက်ဆေးပြီးပါပြီလားဆက်ဆေးပြီးပါပြီ CND ကပြန်ကြားချက်ကိုလည်းတင်ပြထားပါတယ်အဲ့ဒီသွေးဆက်တွေကဘယ်သူသွေးဆက်တွေပါလဲတည်ဆုံးသူဥလူလာရဲ့သွေးဆက်တွေဖြစ်ပါတယ်ဒါဆိုရင်လူသက်သမားဟာအဲ့ဒီနေ့ကဥလူလာအိတ်ခန်းတဲကိုရောက်ခဲ့တယ်လို့ဆိုနိုင်မလားရှင်ဆိုနိုင်ပါတယ်ဂျေဆုတင်ပါတယ်အမှုစေအရာရှိမင်းရှင်ရဲ့ဝင်းမောင်တွင်ပြန်ထိုင်သွားသည် ရှားကတရားသူကြီးကိုဥညွတ်ပြပြီးအခုပြန်ခေါ်တတ်တည်ဖြစ်တယ်လို့ပြတတ်တည်လေးကိုတင့်ထူအောင်ကိုကျွန်မအနိုင်ငယ်မေးမြန်းလိုပါတယ်တင့်ထူအောင်ထိုင်ရမှာထလာသည်အသားရည်ဖြူပြက်ဖြူရောနဲ့တင့်ထူအောင်ဝင်မျက်နှာမှာမကြည်နဲ့လားညက်လုံးတွေကကနာမငြိမ်တယ်လို့အမှုရာတွေကလည်းတည်ငြိမ်မှုမရှိကိုတင့်ထူအောင်ရှင်တရားသူကြီးရှေ့မှာမှာနောက်ဆက်တွဲတတ်တည်ကံပြတင်ပြထားတဲ့နီးပြခဲတဲ့ဟာကိုတင့်ထူအောင်ရဲ့နီးပြခဲတယ်မှာလားရှင် အချိန်နဲ့ငယ်ဆိုင်သွားပြီးမှဖြစ်သည်မဟုတ်ပါဘူးမိပြခဲတံပေါ်မှာလက်ဝေးရတွေတွေ့ရပါတယ်ဒီခဲတံဟာစင်းကိုင်တွေစင်းစစ်တွေသုံးတဲ့ခဲတံတစ်မျိုးဖြစ်တဲ့အတွက်ကိုတင့်ထူအောင်ရဲ့အလုပ်နဲ့လည်းကန့်နေပါတယ်ပြီးတော့ခဲတံပေါ်ကလက်ဝေးရကိုကျွမ်းကျင်တဲ့လက်ဝေးပါရဂူတွေကစစ်ဆေးတဲ့အခါမှာကိုတင့်ထူအောင်ရဲ့လက်ဝေးတွေနဲ့တူညီနေတာကိုတွေ့ရကြောင်းလက်ဝေးပါရဂူရဲ့ပြန်ကြားချက်ကိုတရားသူကြီးမင်းထံမှတင်ပြထားပြီးဖြစ်ပါတယ်ဒါကြောင့်ဒီခဲတံဟာ ကိုတင့်ထူအောင်ရဲ့ခဲတံမှာလို့ပြောရင်ကိုတင့်ထူအောင်ဘာပြောမလဲအချိန်တန်ကြာငြိမ်သက်သွားပြီးပြီးမှဆရာဦးလူလာဧကန်ကိုကျွန်တော်ရောက်ခဲ့တာဆိုတော့ကျွန်တော်ဖိုင်ထဲကကြာတာလဲဖြစ်ချင်းဖြစ်မှာပေါ့ဟုဖြေပြီးဒါဆိုရင်ကိုတင့်ထူအောင်ရဲ့နိဗ္ဗာခဲတံလို့ဝင့်ခံနေပေါ့ဟုတ်ပါတယ်ဒါဖြစ်ရင်စောစောကမဟုတ်ဘူးလို့ဘာကြောင့်မြင်ရတာလဲတင့်ထူအောင်မဖြေနိုင်တော့ရှားကအပြုံးလက်လက်ဖြင့်ကဲနောက်တစ်ခုကျွန်မမေးချင်ပါတယ် တရားသူကြီးရှေးမောင်မှာနောက်ဆက်တွဲတက်တည်ကန်ငါအဖြစ်တင်ပြထားတဲ့အင်ကြီးကျယ်သည်ဟာကိုတင့်ထူအောင်ရဲ့အင်ကြီးကျယ်သည်မှန်ပါသလားမှန်ပါတယ်အချင်းဖြစ်တဲ့နေကမှုစစ်အရာရှိရိုက်ထားတဲ့မှတ်တမ်းတပ်ပုံတွေထဲမှာကိုတင့်ထူအောင်ရဲ့ပုံပါဝင်နေပါတယ်ဒီမှာကြည့်ပါတပ်ပုံကိုရှားကတင့်ထူအောင်မြင်သာအောင်ထောက်ပြလိုက်ဒီတပ်ပုံတွေကကိုတင့်ထူအောင်ဝတ်ထားတဲ့အင်ကြီးကအခုတင်ပြထားတဲ့တက်တည်ကန်ငါဟုတ်ပါတယ်နော်ဟုတ်ပါတယ်ဒါဆိုရင်အဲ့ဒီအင်ကြီးကိုကိုတင်ထူအောင်က ဥလူလာတည်ဆုံးတဲ့နေ့ကဥလူလာအိမ်ကိုလာရမှာဝက်လာခဲ့တယ်ဆိုရင်မှန်ပါလားမှန်ပါတယ်ဒါနဲ့စကားမဆက်ကိုတင့်ထူအောင်မှာမက်ရီရီဆွေးဆိုတဲ့ညီမတယောက်ရှိပါသလားရှိပါတယ်ဖက်ဆိုင်ဆိုင်ဖြစ်သည်အဲ့ဒီမက်ရီရီဆွေးမှာကိုဝင်ရှိနေတယ်လို့သိရပါတယ်ဟုတ်ပါသလားတရလိုကျိုးဆောင်ကြီးထံရမှထားသည်အဲ့ဒီမေကွန်ကမှုနဲ့ပသက်ဆိုင်မှာဘူးကန့်ကွက်ပါတယ်တရားသူကြီးကမေးပါမေးခွန်းပြုပါတယ်တရလိုကျိုးဆောင်ကမအီမလန်နဲ့ပြန်ထိုင်သွားသည် ကိုတင့်ထူအောင်ဖြေပေးပါအဲ့ဒီမိကွန်းကဘာပတ်သက်လို့မေးတာလဲဟုတ်မဟုတ်ပဲဖြေပါဟုတ်တယ်ဗျာဟုတ်တယ်စိတ်တူတူနဲ့ဖြေသည်မတ်ရီရီဆိုရဲခင်မောကဘယ်သူပါလဲအဖြေထွက်မလားတင့်ထူအောင်ရင်အချက်တဲကိုကြည့်ပြီးတရားလူကျိုးဆောင်ကြီးကထိုင်ရမှထပြန်သည်ဒီမိကွန်းကိုကန့်ကွက်ပါတယ်အမှုနဲ့မဆိုင်တဲ့မိကွန်းကိုမေးပြီးအမှုသွားအမှုလာကိုရှုပ်ထွေးအောင်လုပ်နေပါတယ်ရှာကတက်ဆိုင်လို့မေးရတာပါဒါဟာဒီမှုမှာအလွန်ကိုရေးကြည့်တဲ့မိကွန်းဖြစ်နေလို့ပါ ။တရားသူကြီးကမေ့ပါဟုခွင့်ပြုသည်။တရလိုကျိုးဆောင်ကြီးမကြေမနက်နှင့်ပြန်ထိုင်သွား၏။တင့်ထူအောင်ကမဖြစ်။ကိုတင့်ထူအောင် ဖြေပေးပါ။မဖြစ်။ကိုတင့်ထူအောင်မဖြစ်ရင်ကျမက ကိုတင့်ထူအောင်ကိုစားဖြေပါမယ်။မယီယီဆွေဟာအုပ်လူလာနဲ့တရားဝင်ဖုတ်ဖဲနဲ့ပေါင်းသိနေတယ်ဆိုရင်ကိုတင့်ထူအောင်ဘာပြောမလဲ။တင့်ထူအောင်မျက်နှာနီးရဲသွား၏။အဖေစကားမလာပဲရှားကူတာစူးစူးရွရွကြည့်နေသည်ရှားကမူအပြုံးဖြစ်တာမြန်မာစကားမှာစိတ်စိတ်နေဝင်ခန်းဆိုတာရှိပါတယ် ကျမဖြေကိုကိုတင်ထူအောင်ကစိတ်စိတ်နေပြီးဖြေပေးတယ်လို့ကျမယူဆမယ်နော်တင်ထူအောင်ထံမှာဘာစကားထံမှာထွက်မလားရှားကတင်ထူအောင်အားမင်းမြန်ပြီးဖြစ်ကြောင်းခြေနဲ့ပြီးဖြစ်ကြောင်းမပြောသေးပဲတရားသူကြီးဘက်သို့လှည့်၍ဦးညွှန်လာသည်လေးစားအပ်ပါတော့တရားသူကြီးမင်းရှင်အခုကျမတင်ပြမယ့်တတရားပိုင်းကိုစတင် တင်ပြခွင့်ပြုပါ အချင်းဖြစ်တဲ့နေ့ကဦးလူလာဟာနေ့လယ်ပိုင်းပြည်ရတောင်းရင်ကာရာအိုကေဆိုနေပါတယ်အဲ့ဒီချိန်မှာသူ့ဝန်ထမ်းတို့ကတိုက်ဝါကိုရောက်လာပါတယ် စည်ရင်းစရာတွေနဲ့ပတ်သက်ပြီးခိုင်းထားတာရှိလို့ဥလူလာကသူ့ကိုတကားထဖွင့်ပေးပါတယ်။ဒါမဲ့အဲ့ဒီလူကသူ့ရည်ရွယ်ချက်နဲ့သူလာတာပါ။တဲကိုရောက်တော့သူကန်လာတဲ့ဖိုင်ထဲမှာဖွဲ့ယူလာတယ်။ဒါကိုထုတ်ပြီးဥလူလာကိုနဘေးကနေထိုးပါတယ်။အဲ့ဒီဓာချက်ကဥလူလာရဲ့ဘယ်ဘက်နံချားကနေနှလုံးထိဝင်သွားတဲ့ဓာချက်ပါ။အဲ့ဒီဓာချက်တစ်ချက်ထွက်နေပဲဥလူလာဒေဆုံးပါတယ်။ဒါကိုမှုခင်းဆရာဝန်ကြီးရဲ့ဖြေဆိုချက်နဲ့ဈေးစာကိုတက်သေးပြုတ်နိုင်ပါတယ်။ ဒီလူသားသမားကဓာတ်ကိုဖိုင်တဲကဆွဲထုတ်စင်တုန်းကဖိုင်ကြမှာညှက်ထားတဲ့နီကာခဲတံထွက်ကြသွားတာကိုတတိမပြူမိခဲ့ပါဘူးပြီးတော့ဥဒူလာကထိတ်ထိတ်လန့်လန့်နဲ့သူ့ကိုလှမ်းဆွဲမှာအင်ကြီးကျဲသည်တလုံးပြုတ်ကျသွားတာကိုလည်းတတိမပြူမိခဲ့ပါဘူးအဲ့ဒီချိန်ဥဒူမြကခြံတဲကိုဝင်လာပါတယ်အဲ့ဒီချိန်တုန်းကဥဒူလာစိုးနေတဲ့ခရာအိုကြီးတီးလုံးနေကြောင်းအင်းရှိပါချင်းဖြစ်နေတာကိုနောက်ပေးမိဖို့ပဲစီကမမြင်မြင်ရောအပေါ်ကတော့ဖြစ်သူဒေါ်နန်းလူရောမသိနိုင်ဖြစ်ခဲ့ကြတာပါ လူသက်သမားကဥတို့ပြကိုရိတ်ခနဲ့မြင်လိုက်တာနဲ့တူသားကိုဥလူလာနန်ချားကဆွဲထုတ်ဓာမှာပင်နေတဲ့သွေးကိုစက်တီလက်တင်နဲ့ပုတ်တုပ်ပြီးအိမ်တွင်းဘက်ကိုဝင်ပြေးပါတယ်။ဥတို့ပြကတော့အရက်မူးနေတာနဲ့ဥလူလာအသက်ခံထားရတာကိုမသိပဲဓာနဲ့ထက်မှန်ထိုးခဲ့တာပါ။လူသက်သမားကဓာကိုခြင်ပြီးအိမ်တွင်းကိုပြေးဝင်ရမှာဓာနဲ့ခန်းစည်းစာထိမိလို့ခန်းစည်းစာမှာသွေးစွန့်ပေးခဲ့ပါတယ်။အိမ်နောက်ကိုဆက်ပြေးဖို့ လောက်ရမှာမိဖို့ထဲမှာမမျက်မြင်ကရှိနေလို့ပြေးလို့မဖြစ်ပါဘူး။ဓမင်းစာကန်နဲ့ချောင်းကြီးတော့လည်းပုံစံနေရမရှိပါဘူး။ဒါနဲ့ပဲပွင့်နေတဲ့ဥဒူလာရဲ့အိတ်ခမ်းထဲကိုဝင်ပြေးပြီးတကားကိုထဲကပိတ်ပါတယ်။သူ့လက်ကသွေးကတကားလက်ကင်မှာစွန့်ပေးသွားပြန်ပါတယ်။ဒီနောက်ပုံစံရှာရင်းနဲ့ဥလူလာရဲ့ကရင်ဘေးကဝင့်ပြီးတော့ကြီးဘေးမှာဝင်ရပြီးပုံပါတယ်။ဒီလိုရပြီးပုံနေတော့တောင်းမှာစွန့်ပေးနေတဲ့သွေးဆက်ကကြက်မြင်ပေါ်ကိုကျပါတယ်။သူကပုံနေရကရှေ့ကိုကြည့်တော့အဝိဟောင်းထည့်ထားတဲ့ချင်းကိုတွေ့တာနဲ့ ဥလူလာဝဲပြီး ထည့်ထားတဲ့ T-shirt တစ်ထည်ကိုယူပြီးဓားကိုပတ်ပါတယ်။အခန်းထဲမှာဝတ်ထားဖို့စဉ်းစားတာစိတ်မလုံးတာနဲ့ဓားကိုယူပြီးတကားကိုသားဟကြည့်တော့အခန်းထဲမှာမောင်ရဲ့သူရောက်နေပြီးအိမ်သားတွေဝိုင်းအောင်နေကြတဲ့အချိန်ဖြစ်ပါတယ်။ဒါဟာသူ့ဖို့ခွင့်ကောင်းခါကောင်းဖြစ်တဲ့အတွက်အိမ်နောက်ဘက်ကိုဝင်ပြေးပြီးမိဖို့ဆောင်ကနေအပြင်ကိုထွက်ပါတယ်။အပြင်ရောက်လို့လူကလွတ်ပင်မဲ့ဓားကပါလာတာဆိုတော့ဓားကိုလွှင့်ပြဖို့ရာနေရာကြည့်တဲ့အခါမှာမိဖို့နောက်တည့်ပင်ကြီးတွေအောက်ကခြုံကြီးတွေကိုတွေ့ပါတယ်။ဒါနဲ့ဓားကိုခြုံထဲပြစ်ထည့်ပြီးအိမ်ကြီးကနေကားကို တောင်ဘက်ကိုထွက်ဂါလန်တိုင်းပတ်ပြီးအင်ရှိကနေခက်တီတီပြန်ဝင်လာပါတယ်။သဘောကတော့ဥလူလာတည်ဆုံးပြီးမှသူရောက်လာခဲ့တဲ့သဘောလုပ်ခဲ့တာပါ။ရဲရာရှိတွေရောက်လာပြီးစစ်မေးတော့သူကတော့တက်တီဖြစ်နေဝင်ပြေးပေးခဲ့ပါသေးတယ်။အဲ့ဒီလူကတချောင်းဟုတ်ပါဘူး။ဟောဒီကိုတင့်2အောင်ပါပဲ။ဟာမဟုတ်ဘူးမဟုတ်ဘူးကျွန်တော်ဥလူလာမတတ်ဘူး။ကျွန်တော်ပါဝင်အဲ့အော်လှူရှားသွားကြတော့တရခွေမှ လူများအာမေရိတ်တန်များကြားမှာ တင်တူအောင်ရင်မျက်နှာအပြက်ပြက်နဲ့အော်ဟစ်ညင်းဆိုလိုက်တဲ့ရှာကမူပြောင်း၍တည်ငြိမ်စွာစကားကိုဆက်သည်အမှုရာတည်ငြိမ်သလိုတင်ပြပြောဆိုမှုမှလည်းအကွက်စေး၏ကိုတင်တူအောင်မှာဥလူလာကိုတတ်ရတဲ့အကြောင်းရင်းရှိပါတယ်အဲ့ဒါကတော့ညီမဖြစ်သူရည်ရည်ဆွေးနဲ့ပတ်သက်လို့ပါဥလူလာဟာဇနီးတဲ့ကွမ်လွန်ပြီးတဲ့နောက်ပိုင်းမှာနောက်ထပ်အိမ်တော်မပြုတ်ပဲမိန်းကလေးတွေနဲ့ဇလန်းရှုပ်နေခဲ့တာတွေရှိပါတယ်အဲ့ဒီထဲမှာဥဒူလာအလောက်ယုံကစည်ရင်ပါလေးဖြစ်တဲ့ရည်ရည်ဆွေးပါပါခဲ့ပါတယ် ။ဦးလူလာကအီရီဆွေကို အငယ်အနှောင်းလိုထားပြီးအိမ်တလုံးကားပေးခဲ့တယ်။နောက်ကျရင်လက်ထက်ယူမဲ့ဘာညာဆိုပြီးအယုံသိမ်းခဲ့တာကိုအီရီဆွေကလည်းယုံခဲ့တယ်။အီရီဆွေအကူအတောင်းပြုံးကြည့်တဲ့ကိုတင့်ထူအောင်ကလည်းသူ့ညီမဒါဦးလူလာနဲ့ရရင်သူလည်းငွေတွင်ရတာပဲဆိုသဘောကျနေခဲ့တယ်။ဒီလိုနဲ့အီရီဆွေမှာကိုဝင်ရှိလာပတ်ဝန်းကျင်မှာမျက်နှာပြဲအဲ့ဒီအချိန်မှာဥလူလာကတရားဝင်မယူနိုင်ဘူးလို့ညင်ဒါရီမကဥလူလာကမှုန့်ခင်ခင်ကိုလက်ထပ်တော်မယ်ဆိုပြီးတရင်ဖြစ်ဒီတော့ မွေပါလဲဆုံးတားလဲဆုံးဖြစ်တဲ့ကိုတင့်ထူအောင်ကဥရူလာကိုအခဲမကြီးဖြစ်ရတော့တာပဲဒါဟာတက်ရခြင်းအကြောင်း motive ပါမဟုတ်ဘူးတားရီမဟုတ်ဘူးတင့်ထူအောင်ထံမှာငင်းချက်တွေထွက်လာသည်သို့သောတုံလုံးချောက်ချောင်းမှုကိုမထိနိုင်တော့ငင်းချက်မှလည်းအားပြော့လွန်စွာတရားသူကြီးမင်းရှင်နောက်ဆက်တွဲတက်တည်ကဲငါအဖြစ်တင်ပြထားတဲ့အင်ကြီးဟာကိုတင့်ထူအောင်ရဲ့အင်ကြီးဖြစ်ကြောင်းသူကိုယ်တိုင်စောစောကထွက်ဆိုခဲ့ပြီးဖြစ်ပါတယ်အဲ့ဒီအင်ကြီးဟာ ဥဒူလာတည်ဆုံးခဲ့တဲ့နေ့ကသူဝိတ်ခဲ့တဲ့အင်ကြီးဖြစ်ကြောင်းကိုလည်းသူကိုယ်တိုင်ထွက်ဆိုခဲ့ပါတယ်။အဲ့ဒီအင်ကြီးမှာကျဲသီးတလုံးပြုတ်နေပါတယ်။နောက်ဆက်တွဲတက်တီကန်စအဖြစ်တင်ပြထားတဲ့သွေးဆုံပေးနေတဲ့ကျဲသီးဟာဥဒူလာရဲ့အလောင်းဘေးဆိုဖာဆက်တီထိုင်ကုန်နဲ့လက်တင်ချမှာညံ့နေတဲ့ကျဲသီးပါ။အင်ကြီးကကျဲသီးတွေနဲ့တက်တီကန်စဖြစ်တဲ့ကျဲသီးကတူညီနေကြောင်းတွေ့ရမှာဖြစ်ပါတယ်။ပြီးတော့အချင်းဖြစ်ရာနေရာကရခဲ့တဲ့နောက်ဆက်တွဲတက်တီကန်ကကြီးဖြစ်တဲ့ ရဲရန်နီးပြားတယ်နဲ့နောက်ဆက်တွဲတက်တီကန်ခောက်ကြီးဖြစ်တဲ့လူသက်လက်နဲ့ဓားပေါ်ကလက်ဝေးရတွေကကိုတင့်ထူအောင်ရဲ့လက်ဝေးရလေးဖြစ်ကြောင်းအင်းစိန် CND ကလက်ဝေးပါရဂူတွေရဲ့ပြန်ကြားချက်ကိုလည်းတင်ပြထားပြီးဖြစ်ပါတယ်။ဒါကြောင့်ဒီတက်မဲ့တက်တီတွေရဥလူတာကိုတက်တဲ့တရားခံအစင်ဟန်ဟာကိုတင့်ထူအောင်ဖြစ်ကြောင်းရှောက်လဲတင်ပြပါတယ်ရှင်။ကျွန်တော်တို့အားလုံးဤခံစားမှုများထွတ်ထိတ်တို့ရရှိသွားသည်။တင့်ထူအောင်ခေါင်းကိုင်းဆိုင်ချသွားပြီးထို့နောက် ခန္ဓာကိုယ်တိမ်တိမ်ခါလာပြီးငိုးရှိုက်တမ်းမှထွက်လာသည်ထို့နောက်တုံရင်လောက်ခါနေသောစကားသံများအထစ်ထစ်ငေါငေါထွက်လာသည်ဟုတ်ပါရဲ့ခင်ဗျာဟုတ်ပါရှိနေသည်ပြောတာအလုံးတစ်ချက်မှမလွဲပါဘူးအလုံးကွက်တီးပါပဲအဲကျွန်တော်ကျူးလွန်ခဲ့တာကိုနောက်ကလိုက်ကြည့်နေသလားလို့တောင်ထင်ရအောင်တိကျမှန်ကန်ပါတယ်ကျွန်တော်မငင်းတော့ပါဘူးကျွန်တော်မှအပြည့်ရှိပါတယ်ညီမလေးရေးဆွေးအတွက်ကျွန်တော်ဥဒုလာကိုတတ်တာပါကျွန်တော် ဖြောင့်ချက်ပေးပါတယ်ဥလူလာကိုကျွန်တော်တတ်တာပါခင်ဗျာအချင်းယုံချင်းမှာတော့မောင်ရဲသူနဲ့မွေးခင်ခင်တို့ဤမင်္ဂလာဥဆွန်ကျွေးတွင်တို့သားနဲ့တို့သမီးမှာမောင်ရဲသူနဲ့မွေးခင်ခင်ဖြစ်တော်လဲဇာလာဖြစ်နေသူမှာကျွန်တော်ချစ်သူရှိနေမှာလေမေဆန်ရှားဖြစ်နေသည်မင်္ဂလာပွဲလာအပြိတံများကမောင်ရဲသူနဲ့မွေးခင်ခင်အကြောင်းထက်ရှားချောင်းကိုပို၍စိတ်ဝင်တစားပြောဆိုနေကြသည်အဲ့ဒီရှိနေမှာလေပေါ့ရဲသူတို့သားဖောင်ကဲလိုက်တာမဟုတ်ရင်လား ရဲသူလားဦးတို့များလားတယောက်ယောက်တော့သေစားသေးစီပဲရှင်ဒီမာလေးကငယ်ငယ်လေးနဲ့တော်လိုက်တာနော်တရားရုံးမှာရှောက်လက်ချက်ပြီးတော့အရင်ကိုတော်တာပဲတဲ့ရဲသူတို့ကိုတနာပြီးရှင်ဒီကတပြားပါမျိုးပဲအမှုလိုက်ပြီးလာတဲ့တော်ရည်တကက်ကို သူတော်ကောင်းမာလေးပါပဲတော်စိတ်ကောင်းနှလုံးကောင်းရှိလို့နဲ့တူတယ်ကြည်ရတာချက်သေးရှိလိုက်တာတော်ကျွန်တော်တို့ကစောစောပြန်ချင်းတော့လေရဲသူနဲ့မွေးခင်ခင်တို့ကပြန်ခွင့်မပေး ဥတုမြနေတော်မြတ်မွန်ကလည်းနေပါဦးဟုဆွဲထားကြ၏တို့ဖြင့်ကျွန်တော်တို့နေရာပွဲပြီးသည့်အထိနေကြရသည်ဂျီနူပြုံးပြော်နေသောရဲသူနှင့်မွေးခင်ခင်မင်္ဂလာမောင်နှံကို၎င်းအရက်ဖြတ်ပြီးစိတ်ပင့်လူသည်ဖြစ်နေပြီဖြစ်သောဥတုမြကို၎င်းတပိနှင့်တမတ်ကိုကြည့်၍စိတ်ချမ်းသာနေသောတော်မြတ်မွန်ကို၎င်းကျွန်တော်တို့ကြည့်ရပြီးတိသောမနာတာတွင်ရင်မာတညင်ညင်တသိမ့်သိမ့်ဖြင့်ဂုတုမြနေတော်မြတ်မွန်ကကျွန်တော်တို့နာမဏီကလူလီသိမရှိပြုစုအပ်ခရင်ဂျေဇုတင်စကားတွင်လှိုင်လိုက်လည်းပြောမဆုံးနိုင်အောင်ဖြစ်နေကြသည် မင်္ဂလာခမ်းနားပြီးဆုံးရေလူရှင်းကျင်တွင်မောင်ရဲသူနှင့်မွက်ခင်ခင်တို့ကျွန်တော်တို့ရှိရောက်လာသည်အကူကြီးနှင့်မောင်မရှာကိုကြော့ကျင်လို့အတင်းခေါ်ထားရာခွင့်လွတ်ပါဟုဆိုကြလေသည်မိပါဒီကိုယင်ကြော့ကြလေပြီးမှအကူတို့ကိုကြော့ပေါ့ဟုတ်တယ်ကွယ်အဖေနဲ့အမေကိုအရင်ကြော့ကြကျွန်တော်နှင့်ရှာစကားတိုင်းခေါင်းရင်းကန်းတွင်ဥတို့မြနှင့်တော်မြတ်မုံကိုထိုင်စေကမောင်ရဲသူနှင့်မွက်ခင်ခင်တို့ကကြော့ကြသည်မိပါတွေကစုတွေတတိကြီးပေးကြပြီးမှ ။ပက်ကင်ဘူးကြီးတစ်ခုကိုယူလာပြီးကျွန်တော်နဲ့ရှားရှိသူအမရဲသူနဲ့မွေးခင်ခင်တို့ကချလိုက်သည်။ကိုကြီးနဲ့မမရှာကိုကတော့ကိုကျွန်တော်တို့နှစ်ယောက်တိုင်ပင်ပြီးဝယ်ထားကြတာ။မောင်ရဲသူကရွေးရှင်ပြုံးတုံပြောသည်။ဘာရင်းများလဲပါငူကအကြီးကြီးပဲ။ကျွန်တော်ကအီအီစကားဆိုတော့မွေးခင်ခင်ကကြီးမြတော့ပြုံးလေးဖြင့်မွေးတဲ့ရဲရူရဲ့ဘဝမင်္ဂလာကိုဖန်တီးပေးတဲ့ကိုကြီးနဲ့မမရှာတို့အတွက်မင်္ဂလာပွဲကြရင်ဝတ်ဖို့သတို့သားဝတ်စုံနဲ့သတို့သမီးဝတ်စုံပါဟုခြုံရွှဲစွာဖြေလေသည် ကျွန်တော်နဲ့ရှာတို့တယောက်မျက်နှာတယောက်ကြည့်ကပြုံးလိုက်မိကြ၏။မောင်ရဲ့သူနဲ့မွေးခင်ခင်တို့ကိုစုပေးရင်ဘဝအတွက်ဆိုဆုံးမစကားတချို့ကိုကျွန်တော်တို့ပြောခဲ့ကြသည်။တို့ဖြင့်မောင်ရဲ့သူနဲ့မွေးခင်ခင်တို့မင်္ဂလာပွဲမှာပြန်လာတော့ခါတွင်ကျွန်တော်တို့တွင်မင်္ဂလာဝတ်ဆုံးဘူးကြီးတစ်ခုပါလာခဲ့ပါတော့သည်။อืมအပြည့်ကင်းတဲ့သူတို့မျက်နှာလေးတွေပြောင်းချီနေတာမြင်ရတော့လဲစိတ်ချမ်းသာလိုက်တာကူကူရဲ့အဲ့ဒါပီတိပေါ်ရှာရဲ့အဲ့ဒီပီတိကငွေနဲ့ဝယ်လို့မရဘူးလေ တို့ကတော့ဒါကိုခံယူလိုက်ရတဲ့အချိန်မှလေကိုကိုပြောတဲ့ပီတိရဲ့ရတာကဘာနဲ့မှလဲလို့မရနိုင်တဲ့ရတာပဲကိုကိုရဲ့ရှာမျက်ရည်တောင်လဲမိတယ်ကိုကိုတို့ရောကတော့များမှသူတို့တို့ကတော့ဝင်ရမလဲမသိဘူးနော်ကျွန်တော်ကအကွက်ဝင်လာ gait ပြောချင်သည့်စကားကိုဆွဲထည့်လိုက်ရှာကိုလည်းငဲ့ကြည့်လိုက်သည်ဟမ်ကိုကိုကိုဘာဆိုလို့ရလဲရှာနားမလဲဦးရှာကမသိဟန်ဆောင်ရေးပြန်မိသည်ရှာနှကန်လေးတွေမှာပြုံးရိပ်တွေကိုမြင်နေရသည်လေ မောင်ရဲ့သူတို့မွေးတို့ကြောက်လိုက်တဲ့ဟော်ဒီမင်းလာဝတ်စုံနေဘယ်တော့ဝရမလဲမသိဘူးလို့ပြောတာပါချစ်တော်စကားဆုံးမှာရှာကရည်ချင်းစိတ်ကိုအတင်းမျိုးသိထားရသည်ဟန်ဖြင့်နှကန့်ကိုစီလျက်မျက်ဝဲနှက်ကိုထောင်ကိုကက်ကဘူဝဟိတာကြမှာဝစ်ကြတာပေါ့ကုကုရဲ့မကားဘူးလားသူပြောပြီးမှဘေကာဖြစ်ဖြစ်ကုကုစကားကဒီ target ကိုရောက်တာကြီးပဲနော်ကုကုလူလဲဟုဆိုလေသည်နှီးချင်မိရှာရဲ့ ရှားလက်ကလေးများကိုလမ်းဆွဲကရင်ထဲကမြည်ကျွေးမှုကိုကျွန်တော်ဖွင့်အံလိုက်သည်အခုဝဝီးနေလို့လားကကူရဲ့ကျွန်တော်လက်ကိုတင်းတင်းပြန်ဆုံရင်ရှားကခွန်းတုံတင်သည်တိမ်နဲ့တူနေကြတာအခုလဲတခုတည်းသောမေတ္တာအိမ်လေးမှာကကူနဲ့ရှားအတူနူနေကြတာပဲလေကကူရဲ့ရှားလျှောက်လဲချက်အပေးကောင်းတိုင်းကကူအနိုင်မယူနဲ့နော်အနိုင်မယူပါဘူးကကူရဲ့ကကူကချစ်မှန်းသည်လို့ကကူကိုချစ်တယ်ရှားကဘူနဲ့နေတာပါ အဲဆိုကိုကိုကိုလက်ထပ်ဖို့ရှာဆုံးဖြတ်လိုက်ပြီပေါ့ဟုတ်လားကိုကိုကိုလက်ထပ်ဖို့ကိုကိုချစ်ကိုလက်ခံကလေးကဆုံးဖြတ်ပြီးသားပါအချိန်ကလေးနည်းနည်းပဲဆောက်လာပြန်ပြီတကယ်ပါကိုကိုရဟုတ်မှာမင်္ဂလာဝိဆုံနေတော့ရှာစီစဉ်ပြီးပြီလေမတွေ့ဘူးလားမောင်ရဲသူနည်းမွေးခင်ရင်တော့ကတော့လိုက်တော့မင်္ဂလာဝိဆုံပက်ကင်ပူကြီးကိုကျွန်တော်ရင်ခွင်တဲ့လှမ်းထဲကခလေးလေးတယောက်လိုရဲရွှင်ပြုံးပြောင်းနေတော့ရှာကို ပြိုင်မပြောနိုင်တော့သဖြင့်မချစ်မရဲလှမ်းဖက်မိအပြုရှာကသူမကိုလေးကိုရုပ်၍ရှောင်းတင်းလိုက်ရင်ရှာကလေးကိုထုတ်၍စလိသည်ဟူဟုတ်တာကိုကိုလက်လမ်းမကြီးမှနော်ရှာအော်လိုက်လို့မင်းကလေးကိုင်းဒီဖြတ်မှုနဲ့ညှိသွားလိမ့်မယ်ကျွန်တော်တို့နှစ်ယောက်ဤရီမောတံများသည် လောကကြီးတစ်ခုလုံးကို ပြုံးပျော်နိုင်မှာစေတည်းနောက်ထပ်လည်းရှင်းနေမှလေးမေဆန်ရှား ဇာတ်လမ်းများကိုတင်ဆက်ခြင်းမသေးတဲ့ချင်းဒီဗရများဖြစ်သွားသောသွေးကတော့ဒီမှာပဲပြီးဆုံးသွားပြီဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ချင်းကျွန်မတို့တာပါ